Hundreds have gathered at this plaza in the capital of Madagascar. မဒဂါစကာနိုင်ငံရဲ့မြို့တော်ကဒီရင်ပြည်မှာလူပေါင်းများစွာစုဝေးခဲ့ကြပြီးပြည်သူလူထုနဲ့နိုင်ငံရဲ့ထိပ်တန်းတပ်ဖွဲ့ဖြစ်တဲ့ကပ်ဆက်ချားကစီလုံးညီညွတ်မှုကိုပြသခဲ့ကြပါတယ်။ဒီလူထုစုဝေးပွဲမှာ ဆန္ဒပြပွဲတွေအတွင်းတည်ဆုံခဲ့ရသူတွေကိုဂုဏ်ပြုခဲ့ကြပြီးဆန္ဒပြပွဲတွေအတွင်းစစ်သားတအုပ်နဲ့ဆန္ဒပြသူ20ကျော်တည်ဆုံတယ်လို့ကုလသမဂ္ဂကထုတ်ပြန်ပါတယ်။ခင်ဗျားတို့မြင်တဲ့အတိုင်းပြည်သူတွေကလှုပ်ရှားနေကြပြီးနိုင်ငံကောင်းဆောင်တွေအားလုံးကအကျင့်ပြတ်ချစားနေတာကြောင့်တိုင်းနိုင်ငံလုံးကနိုးထလာကြပါပြီ။ မျိုးဆက်တစ်ကနိုးထလာနေပြီလို့ဆန္ဒပြသူတို့ကပြောဆိုပါတယ်။ကပ်ဆက်ဟာအစိုးရစန့်ကျင်ရေးဆန္ဒပြသူတွေနဲ့ပူးပေါင်းခဲ့ပြီးသမရအန်ဒရီရာဇိုအယ်ကိုနှုတ်ထွက်ပေးဖို့တောင်းဆိုနေတာပါ။သမရယုံကတော့ကပ်ဆက်ရဲ့လွတ်ဆောင်ချက်တွေကိုအာဏာသိမ်းရန်ကြိုးပမ်းမှုအဖြစ်ဆွဆွဲပြောဆိုခဲ့ပါတယ်။အချိန်ထဲမှာပဲစတေမာလာကလေးကစတင်ခဲ့တဲ့မဒါဂါစကာအစိုးရဖြုတ်ချရေးဆန္ဒပြပွဲတွေကအချိန်အဟုန်ရလာခဲ့ပါတယ်။ ဂျန်စီမဒါဂါစကာဆိုတဲ့နဖူးစည်းအောက်မှာစူးစီးခဲ့ကြတဲ့ဒီလူငယ်တွေဥဆောင်တဲ့လှုပ်ရှားမှုဟာကနဦးမှာတော့နိုင်ငံမှာရေနဲ့လျှက်စစ်မီးဖြတ်တောက်မှုတွေကိုစန့်ကျင်ဆန္ဒပြရာကနေနောက်ပိုင်းမှာအဂတိလိုက်စားနေတဲ့နိုင်ငံရေးစနစ်တစ်ခုလုံးကိုအလုံးစုံပြုပြင်ပြောင်းလဲပေးဖို့ဖိုးကျေပြန့်တဲ့အစိုးရစန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။သမရရာဇိုအယ်က ကနဦးဆန္ဒပြပွဲတွေကိုတုံ့ပြန်တဲ့အနေနဲ့စက်တင်ဘာလ29ရက်နေ့မှာသူ့ရဲ့အစိုးရကိုဖျက်သိမ်းခဲ့ပေမဲ့ဆန္ဒပြသူတွေကတော့သမရရာဇိုအယ်မနှုတ်ထွက်မရှင်းရက်တက်မှာမဟုတ်ဘူးလို့ပြောကြပါတယ်ခင်ဗျာ။ Thank you.